အားလုံးပဲမင်္ဂလာပါရှင်။မကျနာတရင်ကြနေရေဇွန်လ29ရက်နေ့ရီဗျူးစီစဉ်သက်ဆက်ပြတော့မှဖြစ်ပါရယ်။လောဝချေးဝအတွင်းအဒီတာခံပီဂျူရီဟာစီအချင်းတွေကြောင့်အခုနှစ်မှာတော့အလေလုံးနိုင်ဖို့မသေးချာတော့တဲ့အချင်းတွေကြုံတွေ့နေရပါရယ်။အချင်းကြနေတဲ့မန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌဦးအောင်ချုံဦးကြဆောင်သွားခဲ့ပါပြီ။ငလင်းချောင်းပြောက်ဆောင်သူ38ယောက်ပဲကျန်တော့ရယ်လို့စစ်ကောင်စီကထုတ်ပြန်ပါရယ်။စားရတဲ့တရင်ကိုသက်ဆက်ပြတော့မှပါကျမတို့အစီအစဉ်သက်ဆက်သူမိုင်းနေဖြစ်ပါရယ်။ ကောင်းလီတို့လမ်းမပေါ်မှာရှိတဲ့လဝချေးရွာအတွင်းကဒေတာခန့်ပြည်သူတွေဟာစီးရဲအခြေအနေတွေကြောင့်အခုနှစ်မှာတော့လေလုံနိုင်ဖို့မသေးချာတော့တဲ့အခြေအနေနဲ့ကြုံတွေ့နေရပါတယ်။ထရိုဆာကပြောပို့ထားတာပါ။အထက်ပါလဝချေးရွာဥစုအတွေးအင်ဂျီပေါင်း1500လောက်ရှိတဲ့အခြေကအင်ဂျီ1000လောက်ဟာလေလုံးကြသူတွေဖြစ်ပြီး ဒေသခံပြည်သူတွေရဲ့လေကားစုစုပေါင်းတထောင်ချက်မနေရှိတယ်လို့လဲဆိုပါတယ်။ခမလုံမရရစီရဲ့ခြေအနေတွေကြောင့်ဒေသခံပြည်သူတွေဟာရွာအတွင်းပြန်လာနေချင်ဖို့ဆိုရင်ရသေးတဲ့အတွက်လေလုံးနိုင်ဖို့အခက်ကြုံနေရတာလို့လီတူလန်းနေဒေသခံပြည်သူတို့ကမရှိနာတဲ့ဒင်းချာနေကိုကခုလိုပြောပါတယ်။ဘောအုပ်စုကိုဆိုရ ဘဝအုပ်စုခွန်ဆိုင်မကောင်းတောင်းလဝအတွေ့မှာတော့လေလုတ်ဖို့လုံးဝမဖြစ်နိုင်တဲ့အခြေအနေ ဖြစ်နေတယ်။လူပြန်လာနေရဆိုတာကမဟုတ်ပါဘူး။တချို့တလေအိမ်ပြန်လာကြည့်တာတော့ပါပဲ။ပြန်လာနေလို့ရတဲ့အခြေအနေမဟုတ်ဘူး။အရန်စိုးရင်ရတယ်။ ရွာတွင်းပြန်လာနေချိန်ပူဆုံးရရသေးတဲ့အခြေအနေရှိတဲ့ပေမဲ့ဒေတာခန့်အချို့ကတော့အိမ်ဆောင်အနေနဲ့နေရင်လေလုံးကြသူတွေအနေအချင်းတော့ရှိတယ်လို့လည်းအချက်ပါလိတို့လည်းဒေတာခန့်ပြည်သူကဆက်လက်ပြောပါတယ်။ဒေတာထောင်ရမ်ကတော့ကောနမီရတဲ့နင်းကတော့ပြည်နေကဒေတာထောင်လောက်တာကနေဒီနေ့လောက်ဖြစ်တာကဧက90ဝန်းကျင်လောက်ပဲရှိမယ်။အများပိုင်းကမလုံနိုင်တော့ဘူး။ဧက90တောင်ရောက်ချင်မှရောက်နိုင်မယ်။အရင်နှစ်တွေကဒီအချိန်အများပိုင်းတမန်ကျဲကျဲပြီးချိန်ပေါင်းသက်ဆေးတွေကျဲတဲ့အချိန်ပေါ့။အရင်ချိန်တွေကရွာအနေ ီးတဝိုက်ကလယ်တွေမှာစိမ့်လန်းဆုပ်ပြေးပြီးတတရာဖြစ်နေတဲ့အချိန်တွေပေါ့ဒီနေ့ကတော့6ကက်ကက်ဖြစ်နေပြီ အခုနေ့အတွင်းလေလုံးတော့ရောချမှုရဲ့နောက်ဆက်တွဲအနေနဲ့လာမယ့်နေ့မှာဒေသခံပြည်သူတွေအခက်အခဲဖြစ်လာမှာကိုလည်းစိုးရိမ်မိတယ်လို့ပြောပါရယ် ခုကောင်လီတို့လန်တရှောက်စီကောင်စီပူပေါင်းတပ်တွေဖေဖော်ဝါရီလပိုင်းလောက်ကနေစစ်ရေလှရှာမှုခက်စစ်စစ်ဖြစ်ပေါ်လာခဲ့ပြီးနောက်မတ်လ22ရက်နေ့မှာတော့စစ်ကောင်စီပူပေါင်းတပ်တွေလဝကျေးရွာစတင်ချောင်းမှာဝန်ရောက်တပ်ဆွဲနေထိုင်ခဲ့ပြီး KIA PDF ပူပေါင်းတပ်တို့နဲ့မတ်လ30ရက်နေ့ကတိုက်ပွဲဖြစ်ပွားရာကနေစစ်ကောင်စီပူပေါင်းတပ်တွေရွာတွင်းကနေပြန်လည်ဆုတ်ခွာသွားကြတဲ့ပြင်ဆင်တွေရှိခဲ့ပါတယ်။အဲဒီလိုစစ်ကောင်စီပူပေါင်းတပ်တွေစစ်ရေလှရှာလာပြီးရွာတွင်းဝန်ရောက်တပ်ဆွဲတာတွေဖြစ်လုခဲ့ပြီးနောက်နှစ်ဖက်တိုက် ်ပွဲတွေလည်းဖြစ်ပွားလာတာပါစီရဲ့အခြေအနေတွေကြောင့်လီတိုလမ်းပိုက်တလျှောက်ကတုံဘုံခလောဝကွန်ဆိုင်ယံလကောင်းတောင်ဝါရာဇုစတူဇုစားတဲ့အခြေရွာတွေကဒေတာခံပီသူတွေမဲလွတ်ရနေရာတွေစီချက်ပြဲတိရှောင်နေရပြီးအကူအညီတွေလည်းအများပြားလိုအပ်လျက်ရှိနေပါတယ်ဒါပြင်စစ်ကောင်စီပူပေါင်းတပ်တွေလဝချေရွာကနေထွက်ခွာသွားပြီးနောက်ပိုင်းဧပြီလ9ရက်နေ့ညနေပိုင်းမှာတော့လဝကုံစရံတျှောက်ပြန်လေလှရှားလာပါတယ် အဲ့ဒီနောက်ဧပြီလ15ရက်နေ့မှာတော့လောဝချေးရွာအတွင်းစစ်ကောင်စီပုံပုံတပ်သားတွေစစ်ကြောင်းထပ်မံထိုးလာတဲ့အတွက် KNY ကနေခုခံရေးတိုက်ပွဲဖြစ်ပွားခဲ့တဲ့အပြင် စစ်ကောင်စီဘက်ကလည်းလေကြောင်းပစ်ကိုရာတွေရှိခဲ့ပြီးနောက်လက်ရှိအချိန်မှာတော့လောဝချေးရွာအတွင်းစစ်ကောင်စီပုံပုံတပ်တွေပြန်လည်သက်ဆွဲနေဆိုင်နေကြပြီလို့လည်းထပ်မံတည်ရှိရပါတယ်။လောဝချေးရွာအတွင်းကလောဝလမ်းဆောင်နဲ့ကတ်တလီစုတောင်းတောင်ပေါ်မှာစစ်ကောင်စီတပ်ကနေတပ်စခန်းထိုင်ပြီးအင်အားတရာဝန်ကျင်လို့ရှိနေတယ်လို့လည်းသိရှိရပါတယ်။ လီတိုလန်နေဒေတာခံပြီးတော့ချူရဲပပြချဲအရာအစီကောင်းစီပူပေါင်းတတ်တွေလောဝချေရွာအတွင်းပြန်လည်ဝင်ရောက်လာပြီးနောက်ရွာအတွင်းကနေရန်ချူနေစေကိုမြေရှုဖြစ်စီရာတွေပြုတ်လုခေချရလို့သိရှိရပါတယ်ဖီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရာတွေကိုပေးပို့ချင်နေဆိုရင်တော့မြစ်နာသတင်းချန်နယ်ရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်09956 333ကိုဖြစ်စေဆက်သွယ်ပေးပို့နိုင်ပါတယ် ငလင်ချောင်းပြောဆောင်သူ38ရောက်ဝေဂျန်နော်ရီလို့စကောက်စီအားထုတ်ပြန်ပါရယ်စစိုင်းကတင်ဆက်ပေးမှာပါမြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကလောက်ခတ်သွားတဲ့ငရင်ချောင်းပြောဆောင်သူ38ရောက်ပဲဂျန်နော်ရီလို့စကောက်စီကဒီကနေ့ထုတ်ပြန်လိုက်ပါရယ်ငရင်ချောင်းတည်ဆုံသူကတော့3868ရောက်ဖြစ်လာပြီးဒဏ်ရာရသူကတော့9104ရောက်ရှိရလို့လည်းသိရပါရယ် မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရတော့ပြောကြသွားတဲ့မန္တလေးစကိုင်းဗီလာအဆောက်အုံထဲကအခုဇွန်လထဲမှာပဲကလေးအမျိုးသမီးအမျိုးသားစုစုပေါင်းအလောင်း24လောင်းချက်မနဲ့ထုတ်ယူနိုင်ခဲ့လို့ဆိုပါရယ်စုစုပေါင်းအနေနဲ့ကတော့ငရင်ပြည်ချိန်ကနေဇွန်လ26ရက်နေ့အထိတိတ်ဆုံးသူစုစုပေါင်း146ယောက်ကိုရှာဖွေနိုင်ခဲ့လို့ဆိုပါရယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့နိုင်ငံကြောင်ဒေဆုံအထူးခိုင်တဲ့ပျောက်ဆုံးသူစီးရင်ကိုဧပြီလ20ရက်နေ့နေ့စွဲနဲ့နောက်ဆုံးထုတ်ပြန်ထားပါတယ် NUG ရဲ့ထုတ်ပြန်ချက်မှာတော့ငရင်ကျောင်းတေဆုံးသူအယောက်4400ထိခိုက်သူ3681ယောက်နဲ့ပျောက်ဆုံးသူ351ယောက်လို့ဖော်ပြထားပါတယ်။ကမ္ဘာပံကတော့ငရင်ကျောင်းလူပေါင်း18တန်းကျော်ထိခိုက်ခဲ့ပြီးကိုတန်းလောက်ကတော့ငရင်တန်းပြင်းပြင်းထန်ထန်ခံစားနေရတယ်လို့ဇွန်လ12ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ မန္တလေးဥပိုလ်ချန်တော်မှာမတရားဖန်ဆီးတင်းင်းခံထားရတဲ့မန္တလေးတိုင်းလူတော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဟာဇွန်လ29ရက်နေ့မှာကြာဆုံးခဲ့ရလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက်အပြည့်အဝနဲ့မကနေတည်ရပါရယ် ဒီနေ့ဆွန်လ29ရက်နေ့မနက်ပိုင်းမှာဘန်းနိုင်ရင်ကြယောဂနဲ့အမောဖောက်ယောဂတွေကြောင့်ကြာဆုံးသွားခဲ့တာဖြစ်တယ်လို့ PPNM ကစုံစမ်းသိရှိရကြောင်းထုတ်ပြန်ချက်မှာဖော်ပြချပါရယ်အသက်69နှစ်ရှိပြီဖြစ်တဲ့ဦးအောင်ချုပ်ဦးဟာရုတ်တရက်အမောဖောက်လာချိန်ကျန်းမာရေးအခြေအနေအရပြင်ပစေယုံကိုပူဆောင်ခဲ့ရကနေနာယူပိုင်းအကြာမှာပဲဆုံးပါသွားခဲ့တာဖြစ်တယ်လို့သိရပါရယ်ကျမရေးရအရေးပေါ်ဖြစ်နေတဲ့အချိန်ပြင်ပစေယုံကိုအချိန်မီဆေးကုသမှုမခံယူနိုင်ခဲ့တာကြောင့် ပင်ပစေယုံမှာအချိန်မီစိတ်ကူတာမှမခံယူနိုင်ခဲ့တာကြောင့်ချက်ဆောင်ခဲ့ရတာလည်းဖြစ်ပါရယ်ပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလထဲမှာလည်းအိုးပိုအချင်းတောင်မှာဖန်ဆီးထင်ထင်ခံခဲ့ရတဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဒုတိယဥက္ကဋ္ဌမန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာစောမြတ်မောင်လည်းစေဝါကူတာမှုလုံလောက်စွာမရတာကြောင့်တွေ့ခင်စာနဲ့ချက်ဆောင်ခဲ့ရပါရယ် တဲ့ကာလတွေမှာကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုကြိုးစားနိုင်မယ့် self-care နည်းလမ်းလေးတွေကိုဝေမျှပေးလိုက်ပါရစေ။လတ်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတော်ဝန်မှာထိခိုက်နှံ့မှုများစွာကြုံတွေ့နေရပါတယ်။အဲ့ဒီထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမကနောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြမ်းမာရေးအတွက်အလွယ်တကူဂရုစိုက်နိုင်မယ့်နည်းလမ်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာ အဓိကကြုံရလေးရှိတာကစိုးရိမ်တော့ကတွေဖြစ်ပါတယ်။ငလင်ဖြစ်ပွားတော့ငါကြုံလိုက်ရတဲ့စိတ်အခြေအနေတွေဆိုရှယ်မီဒီယာကသတင်းတွေကြောင့်ပူပန်မှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီစိုးရိမ်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခန်းစားချက်လေးတွေရအောင်ပေါ်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။၁မိမိရဲ့ခံစားချက်တွေအတွေ့အကြုံကို ကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိတ်ဆွေတွေကိုယင်ဖွင့်ပြောဆိုတာကိုယ့်ရဲ့ခံစားချက်လေးတွေကိုမဝေဖန်ပဲ အတိမတ်ပြုပေးတာမျိုးကအများကြီးအထောက်ပံ့ပြုပါရယ်။နှင်းလက်ရှိဖြစ်ဆုံးပံ့ကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လည်တည်ငြိမ်လာအောင်အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာကိုယ့်ရဲ့ပတ်ဝန်းကျင်ကအတန်းအနက်အထိအတွေ့မြင်ကွင်းတွေကိုဂီယူတစိုက်အာယုံခံကြည့်တာမျိုးတွေလုပ်လို့ရပါရယ်။ 3မိမိကိုစိတ်သက်သာရာရစေမဲ့တည်ငြိမ်စေမဲ့အရာလေးတွေလုပ်တာဥပမာညင်ညောင်းတဲ့တန်ဆန်လေးတွေနားထောင်တာအကြည်ဆွဲတာအယောင်ချဲတာအိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ဆော့ကစားတာမျိုးတွေပြုလုပ်လို့ရပါတယ်ရုပ်ပိုင်းဆိုင်ရာဓမ္မရေးနဲ့စိတ်ပိုင်းဆိုင်ရာဓမ္မရေးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုခရူဆိုင်ပေးဖို့လိုအပ်ပါတယ်၄အိဆက်ချင်းဟာကျမတို့ရဲ့ကိုရောစိတ်ကိုပါအကောင်းဆုံးသောအနာပေးတဲ့နီလန်းဖြစ်တာကြောင့် အိတ်ချိန်ပြပြဝဝဖြစ်အောင်အိတ်ဆက်အနာယူဖို့အိတ်ချိန်ပုံမှန်လေးတွေထားရှိဖို့တိုက်တွန်းချင်ပါတယ်။၅ဒီအချိန်မှာစားချင်တောက်ချင်စိတ်တွေညှောနေနေနိုင်ပြီးမယ်။ရေတက်ပြဝအောင်အာဟာရပြဝအောင်စားတောက်ဖို့လိုအပ်ပါတယ်။ကိုယ်လက်လှရှာမှုဟာစိတ်ရောကိုယ်ပါအထောက်ပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာအကျောရှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ်။ ငလင်းဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံနေကြနေစဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဖြစ်တာမျိုးတွေရှိတတ်ပါတယ်။ဒီခါမှာအတွေးတွေများလာပြီးစိတ်မသက်သာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်းလည်ပတ်ဖို့စူးစမ်းကြည့်စီချင်ပါတယ်။ခုနှစ် social media ကတည်င်းအချက်လက်တွေရဖို့အရေးကြီးသလို social media ကတည်င်းအမှားတွေပုံရိပ်တွေကကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကတ်သက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ရှင်း ကိုဝါသနာပါတဲ့အရာတွေကိုကိုစိတ်ပျော်ရွှင်စေမဲ့အရာတွေဥပမာတခြင်းနာထောင်တာစာဖတ်တာပုံဆွဲတာမျိုးလေးတွေလှုပ်ဆောင်လို့ရပါတယ်။ကိုကိုရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းတွေအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကျမ်းမာဖို့အထောက်အကူပြုပါတယ်။ ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကြမ်းမာရေးကိုတက်ရောက်ပြီးအကျိုးဆက်နေနဲ့လဲစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်ရာမျိုးတွေပြုလုပ်လို့ရပါတယ်။အစဲစိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေအသုံးပြုတာမျိုးရှောင်ကျဉ်သင့်ပါတယ်။ဥပမာအရက်အလွန်ကျွံတောက်တာ၊မူရစေဝါတုံးဆွဲတာ၊ကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်။၁၁ကိုယ်ရရင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီး မည့်အတွက်လိုအပ်လာပြီဆိုရင်စိတ်ပိုင်းဆိုင်ရာအရာ အကူအညီတွေရယူတာကောင်ဆယ်လင်းယူတာ emotional support session နဲ့ workshop တွေပါဝင်တာဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်။ဆက်နေဒီကာလမှာကိုမလုတ်ပေးနိုင်တဲ့မကူညီပေးနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင်ကိုလုတ်နိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပိုအာရုံစိုက်ပြီးကူညီထောက်ပံ့တာမျိုးကကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်။ ကျနာသတင်းချနေရေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တင်လာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းအားနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းကျနာသတင်းချနေ app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။